စ်စေးလုံမီအိမ်မပြိုတဲ့ညတညမှာကျမနဲ့အိတ်တစီကောင်းတို့စတွေ့ခဲ့ကြတာပဲအဲ့ဒီညကစူးစားပန်းစားနဲ့အိတ်ပြော်ဖို့စူးစားပြီးမယ်ကြောကအိယာနဲ့ခေါင်းကခေါင်းဝင်တွေကမိထတော့မလို့ပူလောင်လာတယ်ကျမကတော့အိတ်လို့ကိုမပြောဘူးခါတိုင်းတောက်နေကြအိတ်စင်းစလုံးဆိုရင်ဒီချိန်မှာကျမအိတ်ပြော်သွားလောက်ပြီးဒီညကတော့ပိုးပြီးမြင်မြင်အိတ်ပြော်ကျင်လာရောမနေ့ပြန်ကိုရှောင်ကျင်နေတာတော့ကြောင့်မို့တောက်နေကြအိတ်စေးကိုငါးလုံးထိတောက်ပလိုက်တယ်ကျမမနေ့ပြန်မနေ့အိယာကနေထမလာခြင်းဘူး အိမ်မရလို့ကျမခေါင်းတစ်ခုလုံးကလည်းရေဝီမှိုင်းမှိုင်နေတယ်။အဲကွန်ကအေးတက်ကိုအဆုံးထိတင်းပစ်ထားလဲချွေးရည်နဲ့ကျမတကူလုံးစီးကပ်နေတာပဲ။ကျမကိုကျမ overdose ဖြစ်နေပြီဆိုတော့သိလို့ရေခဲတတားစီကိုထထသွားပြီ။ဖြော်ရည်တစ်ခုခုကိုတောက်ဖို့စူးစမ်းခြင်းမိမယ်ကျမရဲ့ခန္ဓာကိုယ်ကမလုံနိုင်ဘူး။လူတယောက်အနေနဲ့တည်တော့မဲဆိုတဲ့အဲ့ဒီခံစားချက်မျိုးများလား။အဲ့ဒီအချိန်မှာကျမမျက်နှာချက်ပေါ်ကခြေတံကိုစပြီးကြာရတော့တာပဲ။ကျမအိမ်ကဒါပါက ခင်မီအောင်လှလှပပပြောရမယ်ဆိုရင်ပန့်ဟောက်ပေါ့ကျမရင်အပေါ်မှာခေါမိုးတပြားတွေကလည်းဒီထုပဲရှိတော့တာဒီတော့ဒီခြေတန်ဟာမျက်နှာချက်ပေါ်ကနေလာတာလို့ကျမယူဆလိုက်တယ်သူ့ခြေတန်ကကျမကိုတော်တော်ပြီးစိတ်နှောက်ရှက်ပြီးတယ်50လမ်းလှမ်းလိုက်အလိုမကျသူလိုဖက်နှောင်းနဲ့ဒုံကနဲ့စောင့်နှင်းလိုက်နေပဲအဲ့ဒီပေါ်မှာပဲလမ်းလျှောက်မနေပဲဒီကိုဆင်းလာပါလားလို့ဒီစကားကိုကျမတကယ်စိတ်ရင်းနဲ့ပြောလိုက်မိတာပါစိတ်ရင်းနဲ့လား ဟုတ်လားမဟုတ်လားဆိုတာကိုလည်းကျမကိုကျမလည်းမရေရာလာဘူးဒါပေမဲ့တစီကတော့ကျမခွင့်ပြုချက်ရတာနဲ့မျက်စိရှိမှဘွားကနေပဲဥဆောက်ကျွန်းပြန်စောက်ထိုးအနေထားနဲ့ပေါ်လာခဲ့တယ်တစီရဲ့အမူအရာကကျမကိုလက်မသွားစေပဲတပူးတွေကစူပါဟီးရိုးတွေစူပါဟီးရိုးလမ်းလုံးလို့တည်ရတော်လို့ပဲဘာလဲဘာလဲဂုတ်လမ်းလုံးလားလို့မေးပြလိုက်ခြင်းနဲ့ကျမရဲ့စိတ်ထဲမှာလည်းတလိတလိနဲ့မေးပြလိုက်ခြင်းနေတယ်ကျမကိုကကျမကအဲ့လူမျိုးတည်ရတော်တော်နိုင်တဲ့မိမပါ အဲ့ဒီဗီဇကြောင့်ပဲကျမဘဝကလည်းပြဿနာတွေများခဲ့တာပဲ sorry ကျွန်တော်ရိုးရိုးဆင်းခဲ့တဲ့နောက်ခမရကိုနည်းနည်းလောက်တော့လန့်စေချင်လို့ဒီလိုလှုပ်လိုက်တာ တစီကသူ့စပင်းတွေကိုကုတ်ဖွားပြီးရှက်ကိုရှက်ကန်းဟန်နဲ့ကျမကိုပြန်ပြောတယ်တစီတွေကရှက်တက်လို့လားတစီတွေကတစီကကျမစိတ်ထဲမှာစကားကိုကြားလိုက်တယ်လို့မျိုးပြန်ပြောတယ်ပုံမှန်အားဖြင့်တော့ကျွန်တော်တို့ကမရှက်တက်ပါဘူးခမရကိုလန့်အောင်မလန့်နိုင်တာကတော့နည်းနည်းလေးရှက်စရာကောင်းတာပါတဲ့ တစီကသူ့ဝတ်ထားတဲ့ရှိန်ကြီးအကွက်နဲ့ဖားရကြနေတဲ့လက်တွေကိုခောက်တင်ပြီးစူးစမ်းနေပြန်ပြောတယ်။ကျမရဲ့စိတ်ထင်အောင်ထင်မှဖြစ်မှုပါလေအမြင့်ဆုံးအခြေအနေကိုရောက်နေပြီမဲ့ဒီအခြေအနေကနေကျမရုံမထွက်ချင်ဘူး။တစီနဲ့စကားပြောနေရတာကျမကိုနေသားထိုင်သာရှိစေတယ်လေ။ထိုင်ကုန်ရှိတယ်လေရှင်ထိုင်လိုက်ပါလား။တစီကထိုင်ကုန်ငဲကြည့်ပြီးမှခေါင်းကိုခက်လေးလေးလေးခါတယ်။ဒီခုကခမားထုတ်တန်းမှာတိုးတက်ချီတုံးကတုံးခဲ့တဲ့ခုံမဟုတ်ဘူးလား။ရှင်မမိနေတာပဲဒါပေမဲ့ ကျမတို့အဲ့ဒီအချိန်ကမဆုံးကြဘူးနော်အဲ့ဒီအချိန်ကခမားစီမှာရှင်တန်ချင်းစိတ်ကတိတ်ပြီးမင်းမင်းမမင်းမင်းသေးဘူးလေတဲ့သူ့စကားကိုနားလည်ပုံမရတဲ့ကျမကိုတစီကတပင်းချတယ်ဖယားတစီကြီးကအသက်ရှူလို့တပင်းချတာလားတစီကသူ့အင်ကြီးရဲ့အပေါ်ဆုံးရင်ဘက်ကျဲတီကိုဖြုတ်လိုက်တယ်သူ့အင်ကြီးအောက်မှာဘာမှမရှိဘူးအင်းမရှိဘူးဆိုတော့မဟုတ်ဘူးရှိတော့ရှိတယ်အဲ့ဒါကအမှောင်တွေခမားကိုခမားကြည့်ကြည့်ပါဦး ကျမရဲ့ညဝက်အင်ဂျီအောင်မှာတော့ကျမရင်သားတွေကလည်းထူးထူးခြားခြားဘာမှမရှိဘူးကျမရင်သားတွေပဲရှိတာလीဒါကိုကခမားမပြောက်ွယ်သွားသေးဘူးဆိုတာကိုပြတာလားဟိုးဘာမှထူးဆန်းမရမှာလဲလို့ခမားကစိတ်ကူးရင်တမားထင်နေတဘာဝလုံးလေးကိုအရင်မျက်ကိုးထားတဲ့ပုံပဲဟုတ်မှာပေါ့လीဘဝကအရင်က reality ဆန်လွန်းတာကိုကျမရဲ့စကားကိုတစီကပြုံးလိုက်တယ်